ပထမဆုံးမြန်မာရုပ်ရှင်ဇာတ်ကားကို1920ပြည့်နှစ်မှာရိုက်ကူးခဲ့ပါတယ်မြစ်တာနှင့်တူရိယဒီဇာတ်ကားဟာမြန်မာရုပ်ရှင်သမိုင်းရဲ့ပထမဆုံးခြေလှမ်းပါဒရိုက်တာဦးအောင်ဗလာနဲ့အီတာလီယန်ဓာတ်ပုံဆရာမာရီဗာနီတို့ပူးပေါင်းရိုက်ကူးခဲ့တဲ့အတန်တိတ်ဇာတ်ကားဖြစ်ပြီးရန်ကုန်ကရှန်ဂရီလာရုပ်ရှင်ရုံမှာပြသခဲ့ပါတယ်ဒီခေတ်ကရုပ်ရှင်တွေဟာဇလန်းရိုးရိုးနဲ့ပြဇာတ်သဘောဆန်ပြီးတရုတ်ဆောင်တွေက ဟန်မူရာကြီးကြီးနဲ့တရုတ်ဖော်လေးရှိပါတယ်1932လွန်တွေမှာတော့ဥပကလေးဒေါ်စောမြတို့လိုပထမဆုံးမျိုးဆက်တရုတ်ဆောင်တွေပေါ်ထွက်လာခဲ့ပါတယ်ရွှေခင်းနဲ့အတန်တိတ်မှအတန်ထွက်သူ1940 1960အတန်ဗယ် 1940ဝန်းကျင်မှာတော့မြန်မာရုပ်ရှင်ကအတန်ထွက်ခေတ်ကို ရောက်လာပါတယ်1952ခုနှစ်ကရိုက်ကူးခဲ့တဲ့သူရိယတုကဇကားဟာအတန်နဲ့တေးဂီတပါတဲ့ပထမဆုံးမြန်မာရုပ်ရှင်ဖြစ်လာခဲ့ပါတယ်ဒီခေတ်ဟာမြန်မာရုပ်ရှင်ရဲ့ရွှေခေတ်လို့တောင် တင်စားရပါမယ်ဦးတုကဒေါ်စန်းရီဦးညီပုမေတ္တကြီးကြီးသေးတို့လိုနာမည်ကျော်တရုတ်ဆောင်တွေဦးတင်ထွန်းဘဘဦး ဥချံထွန်းလိုဒရိုက်တာတွေပေါ်ထွက်လာပြီးကမ္ဘာရုပ်ရှင်ပြပွဲတွေမှာပါဆုတွေရခဲ့ပါတယ်1956ခုနှစ်က ရွှေမန်းတင်မောင်ရဲ့မြစ်တာနဲ့လူပြိုဇကားဟာဂျပန်နိုင်ငံကအာရှရုပ်ရှင်ပွဲတော်မှာဆုရခဲ့ပြီးမြမရုပ်ရှင်ကိုနိုင်ငံတကာမှာစတင်အသိအမှတ်ပြုစေခဲ့ပါတယ်1960နောက်ပိုင်းမှာတော့နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ရုပ်ရှင်လောကမှာအတားဆီးတွေကြုံလာရပါတယ်ဒါပေမဲ့ဒီခေတ်မှာပဲဥကြော်ဟင်းဥဝင်းမောင်တို့ရဲ့ချစ်သူရှင်ရဲ့မေတ္တာစာမိုးကြိုးပြစ်လိုစကားတွေက လူကြိုက်များခဲ့ပါတယ်1990ဝန်းကျင်မှာတော့ခင်နီရုပ်ရှင်တွေခေတ်စားလာပြီးဇော်ဝင်းဆိုးဝင်းတင်တင်မိခင်တန်းနုတို့လို မျိုးဆက်တစ်တရုပ်ဆောင်တွေထွန်းကားလာခဲ့ပါတယ်ဒီจิตတဲ့ခင်နဲ့အနာဂတ်2000ရင်းနှစ်အတန်ဗယ်2000နှစ်လွန်တွေမှာတော့ ဒီဂျစ်တယ်နီးပညာတွေဝင်ရောက်လာပြီးရုပ်ရှင်တွေဟာနီးပညာပကားတို့နဲ့ရိုက်ကူးလာကြပါတယ်။ကြော်စီယာဦးပူပူပီတီလွှမ်းမိုးတို့လိုမျိုးဆက်သစ်တွေရုပ်ရှင်လောကကို လွှမ်းမိုးလာခဲ့ပါတယ်။အထူးသဖြင့်2010နောက်ပိုင်းမှာဒေါင်းဒစိတ်မုံဖို့ခတ်လို့ငွေကြေးချမ်းသာလို့လူမချမ်းသာလို့စကားတွေကရုပ်ရှင်ပရိသတ်ကိုပြန်လည်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနေ့မြန်မာရုပ်ရှင်ဟာ Netflix, YouTube တို့လို digital platform တွေကနေကဘာကိုကျော်ဖြတ်နေပါပြီ။အစင်လာစစ်နိုင်ငံရေးနည်းပညာအပြောင်းလဲတွေကြားကရည်တည်ခဲ့တဲ့မြန်မာရုပ်ရှင်သမိုင်းဟာအမှုပညာရှင်တွေရဲ့ဇွဲစွန်စားမှုနဲ့ဖန်တီးနိုင်စွမ်းတွေရဲ့တက်တေပါပဲ။ဒီဇလန်းကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သဘောကျနှစ်ချိုက်တယ်ဆိုရင် channel လေးကို like and subscribe လုပ်ပေးဖို့မမေ့နဲ့နော်။